လုံးမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်အဲဒီ video မှာတော့ကျွန်တော်လေ့လာမိတဲ့ဒီသင်ခန်းစာဖြစ်တဲ့ဒီ loop ရဲ့အောက်က lazy နဲ့ nested loop ဆိုတဲ့အကြောင်းလေးကိုအာကျွန်တော်လေ့လာမိတဲ့လေးပြန်ပြီးတော့ sharing လုပ်ပေးပါမယ်ဆိုတော့ကျွန်တော်တို့ python ကိုသွားမယ်ပြီးလို့ရှိရင်အဲပြီးတော့ dynamo သွားမယ် new ခေါ်လိုက်မယ်ပေါ့နော် โอเคအဲ့တော့ဒီ edit နဲ့မှာကျွန်တော်တို့ပါလုပ်ထားလဲဆိုတဲ့အခါကျတော့ edit ပြီးခဲ့တဲ့ဟိုရှိကဗီဒီယိုမှာကျွန်တော်တို့ coordinate point ဆိုပြီးတော့ edit လေးလုပ်ထားတယ်ဒီ icon ပဲအောင်မလဲဒီဒီရောက်မှတက်တယ်ဒါပါတော့เนาะโอเคအဲ့တော့ဒါဒီ point တကိုဖန်တီးထားတာသူ့အတွက်ပါဖြစ်မလဲဆိုတော့ဒီမှာဆိုလို့ရှိရင် 0. 10ရှိမယ်ပြီးလို့ရှိရင် 0. dot dot 6ရှိမယ်ဆိုတော့ဗျာပြီးတော့ရှင်နောက်တစ်ခုကအဲဒါကို automatic လုပ်လိုက်မယ်နောက်တစ်ခုကကျတော့0 dot dot 3ရှိမယ်ဆိုပါစို့ okay ဒီ point information 3ကိုကျွန်တော်ဒီဟုတ်ဒီ custom note ဆိုတော့ထည့်လိုက်မယ်ဆိုလို့ရှင်ကျွန်တော်တို့ဒီ information ရတယ်ဗောအဲ့တော့ဒါကိုမှကျွန်တော်တို့ကမလုပ်မလဲဆိုတော့၄စီးမှ product လုပ်လိုက်မယ်ဆိုရင်ဒီလို point တွေကိုရမယ်ပေါ့နော်ဒီ process ပုံစံမျိုးကိုကျွန်တော်တို့ကစပြီးတော့ဖန်တီးကြည့်မယ်ဒါကကြတော့ custom notes လုပ်ပြီးတော့မှကျွန်တော်တို့ dynamo တွေက notes ပုံစံမျိုးရအောင်လို့ဖန်တီးထားတာဒါကိုကျွန်တော် python ထဲမှာဖန်တီးမယ်ဆိုပါစို့ဒါလေးကိုကျွန်တော် off ထားလိုက်မယ် review high ပေါ့နော်ပြီးရင် python script ကို on မယ် python script ထဲမှာကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ edit လုပ်မယ် ပြီးတဲ့အခါမှာဒါတွေကိုအဲလိုလုပ်လိုက်မယ် input မှာစပြီးတော့ပေးလိုက်မယ် input မှာ first input ကိုကျွန်တော်ကဘာပေးမလဲဆိုတော့ x coordinate ကို first input ပေးလိုက်မယ် okay အဟို okay copy တူလိုက်မယ် second input တရင်ပေါ့ဗောနော်အဲ့တော့ second input ကိုကျတော့ကျွန်တော်က y လို့ပေးလိုက်မယ် that in ပုံကိုကျတော့0လို့ပေးလိုက်မယ်အဲ့တော့ဒီကောင်ဘာဖြစ်မလဲဆိုတော့ဒီကောင်မှာ1ဖြစ်မယ်ဒီကောင်မှာ2ဖြစ်မယ်ပေါ့လေနော် okay ဒါဒီသူရဲ့လက်ရှိအာရှိနေတဲ့အနေထားအဲ့အတွက်ဒီကနေပြီးတော့ကျွန်တော်ဒီ input 3ခုယူမယ် input 3ခုကိုဟောဒီ input information list 3ခုကိုထည့်လိုက်မယ် okay လောလောဆယ်မှာတော့အာ okay လောလောဆယ်မှာတော့ဒီမှာတော့ဘာဖြစ်မလဲဆိုတော့ဘာမှဖြစ်သေးဘူး0ပဲရှိနေလို့ပေါ့နော် โอเคအဲ့တော့ဒီနေရာမှာကျွန်တော်ကုတ်ကိုစထည့်မယ်ဆိုတော့ my point ဆိုတော့အာ my bds ပေါ့ equal to ဘာပြင်မလဲဆိုတော့ sub point ပြင်မယ်အာ point တော့ coordinate ပေါ့နော် coordinate နေရာမှာပုံမှန်အပြည့်ဆိုလို့ရှိရင်ပါလာမလဲဆိုတော့ခုနကဟာဒီ x coordinate တို့ comma y coordinate တို့ division comma z coordinate ပေါ့ဗျာနော် z coordinate ပေါ့ဒါကိုတွင်ပေးလိုက်မယ်ဆိုပါစို့ဒါကို my point အနေနဲ့ကျွန်တော်ကထုတ်မယ်ဆိုရင်ဘာရမလဲဆိုတဲ့အခါကျတော့ run ကြည့်လိုက်မယ်ဒါဆိုလို့ရှိရင်သူဒီ my point အနေနဲ့မှာ coordinate information တွေဒီသူကဒီလိုဝင်လာတော့ဘာဖြစ်လဲဆိုတော့ my point မှာကြည့်လိုက်မယ်အဲပုံမှန်ကြည့်လိုက်မယ်ဆိုတော့ဘာလာလဲဆိုတော့13ကတဲ့ my point uh, is equal to point x comma y comma z တလေဒါပဲလေဒါကို error တက်တယ်လို့ပြောရမှာနော်ဒါပါတော့ error တက်တယ်ပေါ့ okay အဲ့ဒီတော့အာ okay ဒါဆိုရင်သူကဘာဖြစ်လဲဆိုတော့ဒီမှာ error ပေါ်တယ်ဆိုတော့သဘော hurry input ဝင်လာတဲ့ information 3ခုဒီ3မျိုးဒီချိန်နေမတူဘူးပေါ့နော်တကယ်လို့ဒါသူတို့ဒီဘာဖြစ်နေမလဲဆိုတော့စားပါလို့ 0ပဲဖြစ်ခဲ့ပဲဆိုရင်တော့ maybe ဒီနှုတ်က running run မယ်ပေါ့နော်အဲဒါဆိုရင်တော့0.0ရမယ်ဒါပေမဲ့ဝင်လာတဲ့ information ဒီကောင်ဒီ list land 10ခုဒီကောင်ဒီ list land အဲဒီကောင်ဒီ list land 17ခုဒါဒီ list land 9ခုဒါဒီ list land 4ခုနဲ့ဝင်လာတဲ့အခါကျတော့သူကကြိုးကြိုးပုံမှန်အခြေအနေနဲ့ handle မလုပ်နိုင်ဘူးပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကဘာကိုသုံးရမလဲဆိုတဲ့အခါကျတော့စပြီးတော့ အာ loop ကိုစတော့အောင်ပဲဗောနော်အဲ့အတွက်ဘာလာမလဲဆိုတော့ကျွန်တော်ရှင်းပါတုံးခဲ့သလိုမျိုး for အာ for ဆိုပြီးတော့ဒီ value in ဒါပါတော့ x coordinate ဗောအဲ့ဒါမျိုးသွားလို့ရမှာဗောနော်အဲ့ဒီပုံစံနဲ့သွားမယ်ဆိုတော့ကျွန်တော်တို့ zip အဲ့ရှေ့မှာကျွန်တော်တို့လေ့လာခဲ့ပြီးသားဖြစ်တဲ့အခြေအနေမှာဒီမှာဆိုတော့ရှင် value 1ကို comma ထားမယ် value 2ကောမှာထားမယ် value 3ဆိုပြီးတော့၃ခုလုံး information ယူလိုက်ပြီးတော့ဒီနေရာမှာကျွန်တော်တို့ကပါခံလိုက်မယ်ဆိုတော့ sip ခံလိုက်မယ် sip ခံပြီးတော့မှာဟောဒီနေရာမှာ x coordinate value ယူမယ်ဒီကောမှာလာမယ် y coordinate value ယူမယ်ကောမှာလာမယ် z coordinate value ဆိုတော့ဟောဒီ input တွေကိုယူလိုက်တာပေါ့နော် ကဲယူလိုက်ပြီးတော့မှပြီးတော့ကျွန်တော်တို့ဒီ column ခိုင်းမယ်ဒါဆိုရင်စပြီးတော့ my point ကိုစပြီးတော့ယူလို့ရပြီပြီးရင် run ကြည့်လိုက်မယ်ဆိုရင်ဘာဖြစ်မလဲဆိုတော့ဒါတော့မှပဲ my boy ordinary မှာဒါတွေဖြစ်နေဆိုတော့ဒီနေ့မှာဘာလာမလဲဆိုတော့ value တွေကို1 2 3လာအောင်ပါเนาะဒီ value 1, value 2, value 3ပေါ့အဲ Okay run ကြည့်လိုက်မယ် ါဆိုလို့ရှိရင်တော့ဘာကိုရမလဲဆိုတော့ဟောဒီလက်ရှိအခြေအနေရဒီ4ဆိုပြီးတော့ဒီလိုပေးထားတဲ့အနေထားမှာသူဒီပထမဦးဆုံး item ကိုပဲသူဒီဆွဲထုတ်သွားတဲ့သဘောရှိတယ်။ Okay ပထမဦးဆုံးဆိုတော့ဟောဒီဟောဒီဟောဒီ list တွေက item တွေတစ်ခုကိုပဲဆွဲထုတ်သွားတယ်။အဲ့တော့အာကိုဒီ list လိုက်လိုချင်နေဆိုရင်တော့ဘာလုပ်ရမလဲဆိုတော့ဒီမှာအဲ output နေနဲ့ output အနေနဲ့ကျွန်တော်တို့က define ရင်လုပ်ပေးရမယ် empty slot ပြီးတဲ့ခါကျတော့မှဒီအောက်မှာဘာလုပ်မလဲဆိုတော့ output ကို output အဲ output dot append လုပ်ရမှာပေါ့နော် append လုပ်ရမယ်ပါကော append မှာလဲဆိုတဲ့ခါကျတော့ my pts ဆိုတာကို append လုပ်ရမယ်ပြီးလို့ရှိရင် hurry output နေရာမှာအောက်နေရာမှာ output ကိုထည့်ရမယ်ပြီး run ကြလိုက်မယ် အပုတ်ကို run ချလိုက်မယ်ဆိုလို့ရှိရင် and for loops မှာဒါဒါဒါရပြီဆိုတော့ okay အဲ့ဒါဆိုရင်ဒီနေရာမှာအပုတ်ကိုဒီပေါ်ကနေတက်ကလေးလုတ်တဲ့နေရာမှာဘာဖြစ်လဲဆိုတော့ချက်ကြည့်လိုက်မယ်တခုပါအော်အပန်းက A ကအကြီးဖြစ်နေလို့အသေးလုပ်လိုက်မယ် run လိုက်ပြီ okay ဒါဆိုလို့ရှိရင်သူဒီ blue information ကိုပေးလဲဆိုတဲ့အခါကျတော့ဒီမှာကြည့်ကြည့်လိုက်ရင်တွေ့ရလိမ့်မယ် လီနေဒါလေးပေါ့နော်ဒါလေးကိုဆွချလိုက်မယ်ချပြီးတော့ကြည့်မယ်ဆိုတဲ့အခါကျရင်ဘာတွေ့ရမလဲဆိုသူဒီအာကျွန်တော်တို့ dynamo note အပြင်ပြောမယ်ဆိုလို့ရှိရင် shortest shortest behavior အသုံးနှုန်းလေးကိုတော့တွေ့ရပဲလို့ shortest behavior လဲဆိုတော့ဒီကဟောဒီဒီကောင်ရဲ့ဒီမှာဆိုလို့ရှိရင်ကြည့်မှာပေါ့နော်ဒီ lazy မှာဆိုလို့ရှိရင်ဟောဒီ shortest behavior ပုံစံမျိုးတော့ဖြစ်နေတယ် okay အဲ့ဒါကိုကျွန်တော်တို့က shortest behavior အတိုင်းမဟုတ်ပဲねကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲ အာဒီ cross product ပုံစံအတိုင်းလိုချင်တယ်ဆိုရင်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ဒီနေရာမှာနည်းနည်းပြင်ရမှာပေါ့နော်ဒီနေရာမှာနည်းနည်းပြင်မယ်ဆိုတော့ဘယ်လိုပြင်မလဲဆိုတဲ့အခါကျတော့အဲဒီနေရာမှာဘယ်လိုပြင်မလဲဆိုတော့ဒီလိုယူလိုက်မယ်ဘယ်လိုယူရမလဲဆိုတဲ့အခါကျတော့အရင်ဦးဆုံးဒီအခြေအနေကနေပြီးတော့အဲဒီပေါ့နော်ဒီအခြေအနေကနေပြီးတော့မှကျွန်တော်တို့က ဒါကိုခွဲထုတ်ပါမှာပေါ့နော်ထုတ်ပါမှာဆိုတော့ဘယ်လိုလာမလဲဆိုတော့ for ဒီလိုလာရမယ် for value 1 in x coordinate ပြပေးလိုက်မယ်ဒီလိုရှိရင်အောက်ကိုတစ်ချက်လာမယ် for value 2 in y x y coordinate ဆိုပြီးလာမယ်။ပြီးရင်နောက်ထပ်ထပ်လာမယ်။ for value 3ဆိုပြီးတော့ in c exists ဆိုပြီးလာလိုက်မယ်။အပြီးတဲ့ခါကျတော့မှ hurry my point ကိုပဲတွားမလဲဆိုတော့ဒီကောင်းတွေကိုဒီထုတ်လိုက်မယ်။ကောင်းဒီဒီထုတ်လိုက်မယ်။ပြီးလို့ရှိရင်ပြန် run ကြည့်လိုက်မယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ cross product အတိုင်းကိုရသွားမယ်။ဆိုတော့ဒီဘောက ဒီ loop ထဲမှာ nested loop ထပ်တယ်လား value x coordinate ဆိုတော့အဲဒီ value ထဲမှာဘာဒီ y loops ကိုထပ်တယ် y coordinate loop ဆိုထည့်ပြီးတော့ y coordinate loop ဆက်ထည့်မှာမှာ z coordinate loop ဆိုထည့်လိုက်တယ်ပြီးတော့မှာတို့ရဲ့အောက်မှာမှာဟောဒီ my point ကိုစပြီးဖြန်းလိုက်တာဆိုတော့သူဒီကျွန်တော်လိုချင်တဲ့ cross product ကိုတော့ရပြီဒါပေမဲ့ဘာပြဿနာရှိတယ်လဲဆိုတဲ့အခါကျတော့ထွက်လာတဲ့ information တွေဒီသူဒီ list တစ်ခုတည်းအောက်ကိုပဲရောက်သွားတယ် ကျွန်တော်တို့ဟောဒီ Dynamo ရဲ့ဒီ default တော့လို့ပြောပြောကျွန်တော်တို့ custom node ရဲ့ cross product ကထွက်လာတဲ့ပုံစံကြတော့သူဒီထွက်လာတဲ့ပုံစံဒီသူဒီ list တွေကို sub list sub list နဲ့ခွဲထုတ်သွားတယ်ဘယ်လိုပုံစံခွဲထုတ်တယ်လဲဆိုတဲ့အခါကျတော့ကြည့်ရမှာဆိုရင် ပထမအဦးဆုံးအနေနဲ့ဆိုလို့ရှိရင်သူဒီဒီ list ရဲ့ first level ဒီဟောဒီပထမအဦးဆုံးဝင်လာတဲ့ဘယ်ဘယ်လို့ယူလာလဲဆိုဟောဒီ information ရေဒီမှာဆိုလို့ရှိရင် list length ဒီ set တစ်ခုရှိတယ်အဲ့တော့ပထမအဦးဆုံး list ဒီ list main list set တစ်ခုရှိတယ်အဲ့ကနေမှကျွန်တော်တို့ဒီဒုတိယအနေနဲ့လာမယ်ဆိုဒုတိယ list ဒီ why information တွေကိုထည့်ထားတာ why information ဒီ6ခုရှိတယ်အဲ့တော့ why information ဒီ6 sorry 6ခုလေ9ခုရှိတယ် တော့ခုနှစ်ခုဒီဒီမှာလာပြီးတော့ဒုတိယ listing နဲ့ထပ်ဝင်ပြီးတော့အဲ့ဒီကနေမှထပ်ပြီးတော့တတိယ listing နဲ့ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်၄ခုရှိတယ်ပေါ့နော်0ကနေပြီးတော့0 index ကနေပြီးတော့ 3D အာ information layer ရှိတယ်အဲ့ဒီပုံစံနဲ့စီထားတာအခုကျတော့တပြုံကြီးဖြစ်နေတယ်ပေါ့နော်တပြုံကြီးကို flatten လုပ်ပြီးသားပုံစံဖြစ်နေတယ်ကိုကဒီပုံစံတိုင်းလိုချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အခါကျတော့ hurry အဲထဲမှာထပ်ပြီးတော့ edit ထပ်လုပ်ရမယ် ဘယ်လိုလုပ်မလဲဆိုတော့ဟောဒီ output နေရာမှာကျွန်တော်တို့ကဘယ်လိုလာမလဲဆိုတော့ output ကိုစပြီးတော့အဲဘာခေါ်မလဲဒီနေရာမှာဒီ output ကိုဘယ်ကိုပေးမလဲဆိုတော့ဒီအပေါ်ပေးလိုက်မယ်အဲနေရာဒီအပေါ်ကိုပေးလိုက်မယ် okay နားဒီပေါ့နော် okay အဲ့တော့ဒီနေရာမှာဘာလာမလဲဆိုတော့ကျွန်တော်ဒါကိုအရင်ဆုံးဖြတ်လိုက်မယ် okay ဒီနေရာမှာဘာလာမလဲဆိုတော့ကျွန်တော်က x output ပေါ့နော်လုပ်ပေးလိုက်မယ် ပြီးနားလေး copy ကူးလိုက်မယ်ပြီးလို့ရှိရင်သူအောက်မှာလာမယ်ညမှာ y output ပြလိုက်မယ်ပြီးလို့ရှိရင်ဒီညမှာ z output ပြလိုက်မယ် RZ output ဆို RZ output ထွက်လာတဲ့ hori information မှာကျွန်တော်တို့က Z output ကိုအရင်ယူမယ်။ Z output ဒီဘာဖြစ်တာလဲဆိုတော့ hori my point ဆိုတဲ့ information ကို append လုပ်မှာ ီးတော့မှဒုတိယအဆင့်အနေနဲ့ဆိုရင်ဒီဒီ level ကိုသွားမယ်ဒီ level သွားဟောဒီဒုတိယ level value ပေါ့အဲ့တော့ဒီကနေပြီးတော့ copy ကူးလိုက်မယ်ဟောဒီနေဟောဒီဒီနေရာမှာဟောဒီ for နဲ့တဒန်းနဲ့ပေါ့နော်ဒီနေရာမှာ z output နေရာမှာ y output ကိုသွားမယ် y output ကကျတော့ဘာကိုအပန်းလုံးမှာလဲဆိုဟောဒီ z output ကိုအပန်းလုံးမှာ zero box က my point ကိုအပန်းလုပ်တယ် y out box က zero box ကိုအပန်းလုပ်တယ်ပြီးရင်ဟောဒီ y out box ကိုကြတော့ဘယ်သူကအပန်းလုပ်မလဲဆိုတော့ x x out box နဲ့အပန်းလုပ်မယ်လို့တော့မယ်ဒါမှဆိုလို့ရှိရင် x out box ကဘာလို့တော့မလဲဆိုတော့ y out box ကိုအပန်းလုပ်မယ်ပြီးတော့မှနောက်ဆုံး file နဲ့အနေနဲ့ထွက်လာမယ့် output ဒီဘာ output ဖြစ်မလဲဆိုတော့ x output ဖြစ်ပါမယ် โอเคလည်းရပြီဆိုလို့ရှိရင်ကျွန်တော်တို့ run ကြည့်လိုက်မယ်အဲ run ကြည့်လိုက်မယ်ဆိုဘယ်နေရာမှာစလုံးပေါင်းမှာတလဲဆိုလို့ကြည့်လိုက်မယ် aband x output y output โอเคဒါဆိုမှန်ပြီဗာလီโอเคကျွန်တော်ဒီနားမှာတဆင့်လို့လုပ်ပြမယ်โอเคဒီပုံစံလာမယ်ဒါဆိုဒီကိုလာမယ်ဒါဆိုဒီကိုလာမယ်โอเค run ကြည့်လိုက်မယ်ပြန်ပြီးတော့အဲဒါဆိုလို့ရှိရင်အဆင်ပြေပါခုနကဒီမှာဒီ for နဲ့ line နဲ့မပြေဘူးဆိုတော့တဘောက hurry အဲ့ဒီ x output ရဲ့ information တွေဟောဒီဒီ for ရဲ့ for loop ရဲ့အောက်နဲ့တန်းနဲ့ပြင်နေမှာပေါ့နော်ဒီဒီ for value 1ရဲ့ loop နဲ့အဲ့တော့ y output ဒီ for value 2ရဲ့ loop နဲ့တန်းနဲ့ပြပြီးတော့ z ကြတော့အဲ့တန်းနဲ့တည်း for value 2ရဲ့ loop ရဲ့အောက်မှာရှိရမှာဒီတဘောပေါ့နော်ဒါကြောင့်မလို့ ဟိုတော့ဒီကောင်က space ခံနေတော့မပေါ်တာပေါ့ဒါဆိုဒီပါဆိုလို့ရှိရင်ရပြီဒါလေးကို save လိုက်မယ်ပြီးရင်ပိတ်လိုက်မယ်ဆိုရင်ထွက်လာတဲ့ပုံစံဒီကျွန်တော်တို့လိုချင်တဲ့အတိုင်းပဲပထမအဦးဆုံး list ဒီ7ခုရှိမယ်ဆက်တခုရှိမယ်ဒီမှာကြည့်ကြည့်လိုက်အတိပဲ9 6 9 8 9 10 17 17ခုရှိမယ်ဒါဒီ first list second list ကဆိုရင်ဘယ်နှခုရှိမလဲဆိုတော့9ခုရှိမယ်နဲ့3 4 5 6 9ခုရှိမယ်ပြီးတော့မှ third list ဒီဘယ်နှခုရှိမလဲဆိုတော့1 2 3 4ပေါ့ဒီ4ခုရှိမယ်အဲ့တော့ဒီပုံစံတိုင်းရရှိမယ်ပေါ့နော်ဒါကတော့ဘာလို့တာလဲဆိုတော့ကျွန်တော်တို့ကဟောဒီ leasing အကြောင်းနဲ့ပြီးလို့ရှိရင်ဟောဒီဒီမခေါမလဲဒီ loop in မှာကျွန်တော်တို့ ီတောက်တဲ့ loop တွေကို nest ထည့်တဲ့ process ကိုအဲလေ့လာမိသလောက်လေးကျွန်တော် sharing လုပ်ပေးတာပေါ့နော် okay အာဒီဗီဒီယိုလေးကတော့အဲဒီလောက်ပါပဲအဲလာမယ့်ဗီဒီယိုကြရင်တော့ကျွန်တော်ဘာအကြောင်းဆက်ပြီးတော့လေ့လာမလဲဆိုတော့ dimensional loop နဲ့အဲ dimensional list နဲ့ nested loop အကြောင်းလေးကိုကျွန်တော်ဆက်ပြီးတော့လေ့လာပါဦးမယ် ဲ့တော့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်